ရမက်တိန်တော်ဇလန်တွဲကြီးအပိုင်ဆုံးမှာတော့မပန်ခက်ကသူ့ကိုရေရဆဆက်တောင်အောက်ကိုတွန်းချပြီးတော့တတ်ခဲ့တဲ့ကိုဇာနီထက်ကိုတနတ်နဲ့သူ့ရဲ့ခြေထောက်တွေကိုပြစ်ချခဲ့ပြီးတော့ကိုဇာနီထက်ကမြမှာအသေးစိုးနဲ့တောင်အောက်ကိုပြုတ်ချခဲ့တာဖြစ်ပြီးတော့သူ့ရဲ့လောက်ရတွေတော့ပြန်လဲပြီးဆက်ခဲ့ရပါပြီမပန်ခက်ကအင်းပြန်လာတော့ဒေါ်တီတီလာက တန်တီရီခေါ်မပန်ခက်တော့ဒီလူသက်မှုတော့သူကိုစားထောင်ထဲဝင်ပေးဖို့တော့တောင်းဆိုပါရီဒါပေမဲ့လုံးဝမပန်ခက်ကလက်မခံခဲ့ပါဘူးသူနဲ့ဒေါ်တီစာတို့နောက်ထပ်တွေ့ရဖို့တော့မတိချာတော့တာဖြစ်တဲ့အတွက်ဒီတောင်ပေါ်ရွာလေးကနော်စိုင်းအင်ကြီးကိုဒေါ်တီတီလာဆောင်းလျှောက်ပြီးဖို့အတွက်တကယ်လို့ရဲတွေကကိုစားနေတဲ့ဘဲရောက်နေလေ နော်အတန်းသူတွေပဲရောက်နေလဲမင်းမြန်ခဲ့လို့ရှိရင်ဒီလိုဒီလိုပြောဆိုပြီးတော့နော်ဒါအတိုင်းဖက်ညီအောင်အကုန်လုံးလေ့ကျင့်ပေးခဲ့ပြီးတော့ဒေါက်တာမိုးသူစီကိုမပန်းခက်ကထွက်လာခဲ့တာပဲဖြစ်ပါတယ်နော်ဒေါက်တာမိုးသူစီရောက်တာနဲ့နှစ်ယောက်သားအလွမ်းနေနော်တေကြရင်နဲ့တခါတည်းပဲသူ့ရဲ့တငယ်ချင်းဖြစ်သူမေဆူးကိုကလဲစားချေဖို့အတွက်သူ့ရဲ့အိမ်ကိုတန်တီရီကိုမပန်းခက်ကထွက်လာခဲ့တာဖြစ်ပြီးအဲ့ဒီအချိန်မှာတော့နော် ဒါတန်သူရီရဲ့မိခံတစ်သားကိုမင်းစုကဖွင့်မှုစူးစမ်းနေတဲ့အချိန်မှာအဲ့ဒီမိခံတစ်သားတဲမှာရှိတဲ့เนาะအကုန်လုံးပျက်စီးတွေကိုငါနေရရွှေ့လိုက်ပြီဆိုပြီးတော့တန်သူရီကเนาะပြောခဲ့တာဖြစ်ပြီးတော့เนาะအဲ့ဒီမှာပဲ မေဆုနော်တငယ်ချင်းဖြစ်သူမေဆုကသူ့ဘောဘလို့ဖြစ်လို့ဒီလိုမျိုးလှုပ်ရတာလဲဘလို့ဖြစ်လို့နော်သူတို့နှစ်ယောက်ကမိဘမဲ့အကြောင်းမမောင်နှမအရင်တွေထက်နော်ချစ်ခင်ကြပြီးတော့နှစ်ယောက်သူ့ဘောကိုအတူတူရုန်းငန်ခဲ့ကြတော့သူ့ဘောဘလို့ဖြစ်လို့ဒီလိုလှုပ်ရတာလေလို့မိကိုမောင်များစွာနဲ့မိကိုမေဆုကိုမေးတဲ့အချိန်မှာမေဆုကနော်ငါတို့နှစ်ယောက်ကနော်ပွဲရလေအတူတူမိဘမဲ့အကြောင်းမလေးအတူတူအကုန်လုံးတူပေမဲ့နေရငါးတက်ဘာလို့ကံကောင်းခဲ့တာလဲဆိုရက်နော်အနေထားမျိုးနဲ့ တန်သူရီဘောသူမကျေနပ်ချက်တွေကိုပြောပြီးတော့နှစ်ယောက်တာနှစ်ပတ်လုံးကြာရင်းနဲ့မေစုကတော့တန်သူရီခေါ်မပန်းခက်ထက်အာကြီးတော့မပန်းခက်ကိုလေးပင်ညှင့်နေတဲ့အချိန်မှာပဲနောက်တာမူတူကရောက်ရှိလာပြီးတော့ဘေးနာကရှိတဲ့တကယ့်ကိုမကြီးမာတဲ့ပန်းဦးနဲ့မေစုကောင်းကိုရိုက်ခွဲပြီးမေစုကတန်းပြီးတည်သွားခဲ့တာပဲဖြစ်ပါတယ်။အဲ့ဒီမှာပဲသူတို့နှစ်ယောက်ရှိတဲ့ပျက်စီးတွေကိုယူပြီးတော့ဟိုးသူ့ရဲ့အရင်ယောက်ျားတော့ဒါ ကြော်ရင်အောင်ရပိုင်းဆိုင်မှုတွေကိုရှင်းနေကြည့်ဖို့ကုန်အပ်ပြီးတော့မိဘမိအကြောင်းတွေကိုထူထမ်းဖို့အတွက်ကုန်လို့အပ်ပြီးသူတို့နှစ်ယောက်နဲ့နော်သူတို့နှစ်ယောက်ကတော့ဒေါက်တာမူတူနဲ့တန်ဒူရီတို့ကတော့နော်မပန်ခက်တို့ကတော့လူတွေနဲ့ဝေးရထွက်သွားခဲ့ကြပြီဒီဇာတ်ကလေးကတော့ဘယ်လိုပြောရမလဲကလေးစားချေးင်းထဲမှာပြီးဆုံးသွားခဲ့ပြီပဲဖြစ်ပါတယ်နော်